အားလုံးပဲမင်္ဂလာပါရှင်။အာစင်သုတဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမကတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာမတကုံခင်ခင်လေးရဲ့ဝတ္ထုရှိကိုအခန်းဆက်ဝတ္ထုအနေနဲ့တင်ပြပေးသွားကြပါမယ်။ဒီနေ့ကတော့အခန်းတစ်ပါရှင်။ခန်းစားနားဆင်ကြကြပါဦးနော်။ဆရာမအခန်းတစ်ဆရာမညွတ်မေဟူသောအမည်ကို ကြားလိုက်လျင် အားလုံးပင်နှကောင်းရှုံးကြ၏ဇက်မတူတော့အနုအဝဲအကဲမထိုက်တော့ပြည်တဇံမတူတယောက်ပမာလူကောင်းသူကောင်းအခေါ်ခံ သူတို့ရက်ွက်ကမပတ်သက်မဆက်ဆံဝါကွက်ရိတ်ခြံချင်းခံနေရရှာလေ၏ရင်းတို့တပီးကညွမေမာခိဆန်ဆန်ရုတ်ချောမလေးတူဖြစ်စေကမူအဝိအစား၌တော်၎င်းကိုအမူယာနှုတ်အမူယာ၌တော်၎င်း တစုံတစ်ကွက်မြှကလတ်သည့်အရေးအယောင်ကမြင်းသည့်အရေးအယောင်မရှိပကတိအဖြစ်ရိုးသားတီကြီးပုံရလျက်စကားပြောသည့်အခါကလေးများမှပင်တူရိုတက်တက်နူးညံ့သိမ်မွေ့စွာပြောဆိုတတ်သူကလေးဖြစ်သောကြောင့်ညွန့်မေမှာမိသည့်အချိန်ကားမြကိုချင်းတရားပြက်ကွက်ခဲ့ဘူးလိမ့်မည်ဟုယုံကြည်ဆွဲဆိုနိုင်လောက်စရာမရှိတဲ့ကဲ့သို့ဖြစ်လေ၏သို့ယုံကြည်နိုင်စရာမရှိသည့်အထက်တွင် ထွန်းလွင်ဆိုသောចောင်းសៀាကလေးမှာသူတထူးထက်ပင်ညွတ်မေအားအထင်အမြင်မသေးနိုင်အောင်ရှိနေုံများမကညွတ်မေကိုမရလျင်ဤဘဝတွင်တာမယာအိုးအိမ်မထူနိုင်တော့သလောက်အချစ်မီတောက်ခဲ့သူတဦးဖြစ်လေ၏ထွန်းလွင်မှာမိမိအလုံးလုံးသောចောင်းသူညွတ်မေဆ ਿਆ မအလုံးနှင့်ရောက်လာသည်မှာမကြသေးတော့လေမြင်လျင်မြင်ချင်းချစ်ချင်းဤနှိုးစွာတိုက်တွန်းမှုကြောင့်ညွတ်မေနှင့်နီးစပ်အောင်調査ပြီးနောက် မိမိ၏အချစ်ကို ဖွင့်လှစ်၍ပြသကယူရကျင်နာစွာခရတောင်းပန်မိလေ၏ညို့မေသည်မိမိကိုလူမှန်သည်များကမုံတီးယွန်ရှာလျက်အဖက်မလုတ်ခြင်းအောင် ရှိခဲ့ရာတွင်ပညာလည်းမခေရုပ်ရည်ကလည်းမဆိုးသူထွန်းလွင်တီးဟုသောလူပြိုကျော်ကလေး၏ချစ်ခွင်ပံမှုနှင့်ရင်ဆိုင်တိုးနေရသောအခါဝမ်းမသာပဲမနေနိုင်ချေတုံးနှင်းမြမိုးခေါင်နေသောတိုင်းပြည်တွင် တိမ်တောင်နှင့်မိုးသားမိုးကဲများတက်လာသည်ကိုမြင်ရသလိုရှင်တဖို့ဖို့နှင့်ဥမျိုးပြီးအလွန်အကျူကြီးဝမ်းသာနေကြသူများကဲ့သို့ရှိလေ၏တဲကန္နရာနှင့်တူသည်မိမိ၏၆တွေ့သောဘဝကြီးတွင်ပျော်ရွှင်ပွဲ မျှော်လင့်ချက်ကလေးကောင်းပြူလာသည့်အတွက်ထွန်းတွင်ကို အာကူအားထားနှင့်ချစ်အားတန်လိုက်ခြင်းမိပေ၏သို့သောမိမိကဲ့သို့လူတကာ၏ဒရေးွက်တွင် ပလက်မျောနေရသူတို့ကထွန်းလွင်ကဲသူအပြစ်ကင်းသော လူပြိုကျော်တို့ကိုတရွေးခွက်တွင်မိမိနှင့်အတူ လက်ပစ်ကူးရန်အဖို့မခေါ်သည်ဟုချင့်ချိန်စဉ်စားပြီးထွန်းလွင်အားချစ်ပင်ချစ်တော်လဲမနှစ်လိုပါဟုကောင်းခါကထာဝစဉ်ညင်းနေခဲ့ခြင်းဖြင့်ထွန်းလွင်တွင်လည်းတပြင်းချပြီးမကြီးမညူစိတ်ရှည်လက်ရှည်စောင့်စားမျှော်လင့်နေခဲ့သူဖြစ်တော်၏။တကြောင်ထဲတွင်အလုလုနေသူများဖြစ်ခြင်းကြောင့် နေ့စဉ်နဲ့အမျှတွေ့မြင်နေရပါတော့လေထုံးတွင်မှာမိမိဆွဲလန်းချစ်ခင်နေသူကလေးညွတ်မေအားမြင်ယုံသာမြင်ရမကျင်ရမောင်းကို ဆိုသောအပူမျိုးနှင့်ညှိုးငယ်နွမ်းလျက်တန်းတားစိတ်မောနေကြရလျက်ညွတ်မေဘက်ကလည်းအကြောင်းကြောင်းစာနာ၍ခေါင်းခါကညင်ရတော့လေချစ်ချင်းတီးဟုသော စိတ်ဓာတ်မှာလှိုင်းခတ်သောတဲကပါကဲ့သို့တဖွာဖွာတီးဤပြိုလျက်သာရှိခဲ့၏ ညွန့်ရဲ့ဘသူပါပြောပြောကို့တဘောပါ ကို့ကျင်နဲ့ရင်ဘာဖြစ်ဖြစ်ပြီးနိုင်ပါတယ်ဟု ပြောလိုက်ချင်တော့လေထွန်းလွင်တွင်ငဲညာထောက်ထားစရာတွေများနေသူတို့အူဖြစ်ပေ၏အမေမုတ်ဆိုးမကြီးနှင့်နှမပြူအကြောင်းသူကလေးနှစ်ယောက်မှထွန်းလွင်ဤလှုပ်ကြွေးစာကို အမေတဟဲပြုနေရရှာသူဖြစ်တော်၏မိခင်ကြီးနှင့်ညမကလေးများသည် ထွန်းလွင်ညွတ်မေနှင့်ညာသွားမြီကို အသားဆက်ဆက်တုံအောင်မခံရနိုင်ကြသူများဖြစ်၏ထွန်းလွင်ဤအမျိုးအစွေမိတ်တင်ကဟာတွေကလည်းမြို့မိကဲတို့နာမည်ပြဖူသောမင်းကလေးတဦးနှင့်နဖူးစာမပြိုင်စေလိုလူပြိုချောပညာတတ်လာကကောင်းသည်ចောင်းဆရာဟုသောဂုံတူးဝိသေသကြောင့်ဥစ္စာပေါ်ရုပ်ချောအလိမ္မာအိမ်ပါ အမေတဲ့ကလေးတွေလိုရာရွေးယူနိုင်ပါလေရဲ့ဤမြတိုင်းကြော်ပြီကြားနာမည်ပြက်နှင့် အဆက်တကွဲအကျိုးနှဲခဲ့ဘူးသည့်ညွန့်မေလိုအစားနှင့်လာလာမြမတန်းဟုဒေါသမှန်နှင့်အတန်တန်ဖြက်စီးနေခဲ့ကြသောကြောင့်လေထွန်းလွင်မှာတကြောင်မထောက်တကြောင်ထောက်စရာတွေများခဲ့သူ ဖြစ်သည့်အားလျော်စွာထင်ရို့မဆိုင်နိုင်ခဲ့မိမိကစိုင်းနှင်၍စိုင်းမီပြူသည့်တိုင်အောင်လေညွန့်မေမှာထိုအကြောင်းတွေကို သိရကြရသူ ဖြစ်သောကြောင့်မတက်တာ ခက်ခွက်ခွာနေကြအောင်စုမောင်းရဲ့ မုံလို့ဟုတ်ဘူးဆိုသောစကားလိုခက်ခွက်ခွာခက်အေးအေးတွေးစီမရအောင်တင်းရှောင်ညင်းပယ်နေကလေးရာရင်းတို့တယောက်ကိုတယောက်ငဲ့ညာထောက်ထား၍ကိုချင်းတရားမလစ်လက်ရအောင်စီးဆောင်နေရခြင်းပင်လျင်အချစ်ထက်အတနာဘတ်တို့အလေးပိုကမေတ္တာပနတ်သေးကို ခိုင်မြဲသည့်ထက်ခိုင်မြဲလာအောင်တိဆောက်အုံမြင့်ချနေတကယ်လို့ရှိခဲ့လေ၏မြို့မေအားចောင်းဆရာမအလို့ကို အပေါ်ဆုံးလားကကလေးဖြင့်ခန့်ထားလိုက်သည့်အချိန်ကစ၍ចောင်းသူចောင်းသားများသည်၎င်းကျောင်းသူကျောင်းသားတို့ဤမိဘများသည်၎င်းနှာခေါင်းတရှုံရှုံဖြစ်နေကြလေ၏။ကျောင်းကော်မတီလူကြီးများမှလည်းမိမိတို့သားသမီးများဤမကြာခဏစုထခြင်းခံကြရ၏။ကျောင်းဆရာကြီးနှင့်တွေ့လျင်လည်းတားရှင်သမီးရှင်တို့ကစီး၍အပြစ်တင်ကြ၏။တို့ရာတွင်ညွမေမှသူဤအရေးချင်းနှင်းမမျှမတန်သော လာကကလေးအနေငယ်နှင့်လောက်သူဖြစ်သည်တကြောင် အလုလုရာတွင်လည်းအပြစ်မတွေ့ရုံမှမကကြိုးကြိုးနွန်းနွန်းရှိလာသည် ရုပ်စွာအစုံငါးနှစ်သားចောင်းသားကလေးကပက်ကော်ကလန်ပြုသည့်တိုင်အောင် ချုံချုံမုံမုံနှင့်ညင်သာစွာတီးခံ၍ပြုပြင်သည်ចောင်းသားငယ်အစာចောင်းသားကြီးအစုံမျက်မုံကြိုးစွာ ပမာမခန့်ပြုကြသည်များကိုလည်းတီးခံ၍သူဤဝတ္တရားကျေပွန်အောင်စူးစမ်းရှာသည် စသောတနာဖွဲ့ရာတို့ကြောင့်မတရားသဖြင့်အလုံးမှဖြုတ်ချရန်မသင့်တော်သောကြောင့်ထရခြင်းဖြစ်လိမ့်၏ထိုအကြောင်းများကိုလည်းညွတ်မေကိုယ်တိုင်သိ၏သိတော်ကြောင့်လည်းပို့၍တီးခန့်ခြင်းတရားလက်ကင်ထားခဲ့၏မိမိသည်လွန်ခဲ့သော၃လနှစ်ကစ၍အလုံးရှာခဲ့ရာမိမိ၏ဆိုးရွားသောနာမပြက်ကြီးကြောင့်မိသည့်ကြောင်းကားများအလုံးမပေးခဲ့သည်နှင့်ချက်တဲခြင်းကြီးစွာ ဖြစ်နေခဲ့ရာ မလျှော့တော့လုံလာနှင့်အရရက်တို့ရှောက်၍အလုရှာရင်ဤမျိုးတို့ရောက်မှကန့်စွတ်မိ၍ရသောအလုကလေးဖြစ်၏မိမိအရေးအချင်းအတိုင်းဆိုလျင် IA နှင့်ဆရာဖြစ်ဆောင်မိပွဲအောင်ခဲ့သူဖြစ်၍အနည်းဆုံး၁၀၀ကျော်ရသင့်တော်လဲ30မြားနှင့်ထမင်းစားရယုံကလေးလှုပ်ရသောအလုဖြစ်ပြီးမတေဝင့်၍စွန့်နေရသည်နှင့်မခြားသောညွမေဤဘဝခရီးမှာ ထုံငွေ30တီးဟူသော လာစာကလေးနှင့်ကုတ်ကက်ချိုးချံစွာရုံးနေရခြင်းဖြစ်လေ၏။ဤအထဲတွင် နေစဉ်နှင့်အမျှမကြားတကြားဆောင်းမြောင်းညှူစုနေကြသောတည်င်းစကားများသည့်၎င်းအတန်းကြီးသမားများဤမခိုးမခန့်တယောလောင်ပြောင်ကြသောအတန်များကို၎င်းနေစဉ်တွေ့ကြုံဆုံစည်းလျက်တွေ့ရတိုင်းကြုံရတိုင်းမှလည်းခန္ဒီစတရားကို လက်ကင်ထား၍ မမြင်ရောင်မကြားရောင်ပြုနေကြရရှာသည့်ဖြစ်ရာတခါတခါလဲဆိုးဝါးယုံမာလာစွာသောမိမိကံကြမ္မာကိုသာစိတ်နာခြင်းကြီးစွာ ဖြစ်မိရှာလေ၏။ကြောင်းကြီးမှအထက်တန်းကြောင်းကြီးဖြစ်တော်လဲညွတ်မေမှအတန်းကြီးတွင်ဝင်၍မထိုင်နိုင်။လေးငါးတန်းအထက်ရှိကြောင်းသူကြီးများမှညွတ်မေကိုမြည်သူများပမာမခန့်မလေးစားကြ။ညွတ်မေပေသောသင်္ကန်းစာများကိုလည်းခယုမဆိုင် ားတိုက်ခံရခြင်းမင်းငော့ခံရခြင်းတို့နှင့်သာ အချိန်ကုန်ခဲ့၍နောက်ဆုံးတွင်ဗာမန်မမတိတတ်ရှာကြသေးသောပညာသင်တပည့်ကလေးများရှိရာဒုတိယတန်းတွင်ထိုင်ရမှတတရာရပြီတော်သည်ဤတွင်မှလည်းမျက်စိအေနာဤလောကကြီးအကြောင်းဗာမနားမလဲရှာကြသေးသောကလေးများနှင့် အပေါင်းအသင်လောက်ရသည်မှာအဟောဝတ္တဩချမ်းသာစွာဟုတတလိုက်ခြင်းတလုံးဖြစ်လာလေခဲ့ရလေသည် တို့ရာတွင်ညွတ်မေဤစိတ်ချမ်းသာမှုမှာများစွာ တာမရှိလပေအကြောင်းမူကားခုနှစ်တန်းနှင့် ရှစ်တန်းတွင်တနေ့လျင် တနာရီကြာရာဇဝင်တင်ပေးရမည်ဟုအော်ဒါကြလာပြန်သောကြောင့်ဖြစ်လေသည်ညွတ်မေမှာရာဇဝင်ဂုံတူးနှင့်အောင်လာသူဖြစ်၍ចောင်းဆရာကြီးကစီစဉ်သည်မှာတင့်လှ၏ညွတ်မေကိုယ်တိုင်ကလည်းចောင်းသူကြီးများကို ရာဇဝင်သင်ကန်းစာပေးရန်ဝင်မလီတို့ရာတွင် ကျောင်းသူကြီးများသည်မြို့မေအားဂယုမဆိုင်အေးမထယခင်ကလိုဟီလာဟာလာ လုံနေကြအုံးမည်အခက်အခဲကိုတွေ့၍ရှင်အလေးကြီးလေသွားမိတော့သည်အထုတဖြင့်အဆိုပါခုနှစ်တန်းနှင့်ရှစ်တန်းမှဆရာကိုထွန်းလွင်ဤညီမကလေးခင်မော်နှင့်ခင်တော်တို့ရှိနေကြရာခင်မော်နှင့်ခင်တော်မှရှိသမျှကျောင်းသူတဲ့တွင်ညွတ်မေကိုအမုံဆုံး ိမိတို့မုံတကဲ့သို့မိမိတို့အတန်းဖို့အတန်းသူအချင်းချင်းကိုယွန်ရှာမုံတီးအောင်သွေးစည်းလှုံ့ဆော်ကအမုံဝါဒဖြန့်ထားခြင်းကြောင့်တကြောင်လုံးရှိမိမိကိုအထင်အမြင်သေးသောအကြောင်းသူတို့အထဲတွင် အဆိုပါခုနှစ်တန်းနှင့်ရှစ်တန်းကျောင်းသူများမှာအကဲဆုံးအပိုဆုံးဖြစ်နေကြောင်းသိရ၏ညို့မေတည်သလိုထွန်းလင်ကလည်းသိ၏သိသောကြောင့်လည်းချစ်သူ၏အခက်အခဲကိုမိမိကလွယ်ကူအောင်ဝင်၍ရှင်းပေးလိုက်ခြင်းသည် တို့ရာတွင်စိတ်ရှိ၍ကိုမပါနိုင်မိမိပြုပြင်၍ရှားကောင်းသောကိစ္စမျိုးလည်းမဟုတ်ရကတနာစိတ်ဖြင့်တက်ပြင်းကိုယ်သာကြိတ်၍ခြားရတော်၏ထွန်းလွင်မှာအခြားသူများနှင့်မတူမိခင်ကြီးနှင့်ညီမငယ်လေးနှစ်ယောက်တို့အားအထူးသဖြင့်လေးစားချစ်ခင်ခဲ့သူဖြစ်သောကြောင့်မိခင်ကြီးထက်သွေးတက်တုံးအရွယ်ညီမငယ်ကလေးခင်မော်နှင့်ခင်တော်မှာ စွာတတာနှင့်အရာရာဆက်ဆက်ကြဲရမှခြေနက်ရှာသူများဖြစ်ကြ၏အကိုကြီးအပေါ်တွင်အတော်ပင်စိုးကျဉ်နှဲ့ကျဉ်ရှိကြ၏နိုင်လိုမင်းထက်ပြောတတ်ကြ၏တခါတရံခင်မော်ခင်တော်တို့သည်ညွမေအကြောင်းပြစ်တောင်းဆန်ကရစရာမရှိအောင် ပြောနေသည်ကိုကြားရသောအခါတော်စမ်းမညမလေးတို့ရဲ့သူများအမနာပါရင်ဒီလောက်မပြောကောင်းပါဘူးဟုဟန်တာလိုက်မိသောအခါမျိုးများတွင်ဟင်ကိုကူကလည်း ခင်တော်တို့ဖာသာခင်တော်တို့ဟုတ်တာပြောတာကိုကူအနေသာကြီးပါဟုတယောက်ကပြောလျက်တယောက်ကမူအမေကိုကူကကိုကူဟာမှအကြောင်းပြောလို့မကြိုက်ဘူးဆိုပါတော့ဒါပေမဲ့ကိုကူမကြိုက်လဲလဲတည်တည်ခင်မတို့တော့ဟုတ်တာပြောမှာပဲဒီလိုတိုင်းကြော်ပြီကြောနာမည်ဆိုးကြီးရှိတဲ့မိမအကြောင်းသတင်းစာထဲမှာသူ့ရုပ်ပုံမှာပါလို့တနိုင်ငံလုံးသိနေတဲ့ဥစ္စာကြီးများခင်မတို့ပြောတာမှတော်တော်ထွားထွားလုံနေလိုက်သည် ဟုဆိုယုံများမကား ညီမနှစ်ယောက်ပြောရင်ပြောရင်ဒေါ်ဖောက်လာကဟင်းနော်ဒါပဲကိုကိုတီကောင်မအောင်များကြိုက်မယ်မကြက်လေးနဲ့ခင်တော်တို့ကကြိတ်နေမှာမဟုတ်ဘူးတခါတည်းနင်းဆုပ်ပြစ်လိုက်မှာတိတ်လားဟုခါခါတီတီဂျိန်ဝါချက်တို့ကြောင့်ထွန်းလွင်မှာရင်အောင်အောင်နှင်းဟန်ဆောင်ပြုံးကရဲတွမ်းတွေးလျက်စကားအဆက်ဖြက်လိုက်ရစေကမူဤဘဝ၌ညွတ်မေကိုယူနိုင်ရဖို့အရေးမှာ မိမလေးတွေကိုသွေးနှီး၍မရတော့ဟုဝန်းနေမိလျက်မသိမသာမျက်နှာပြက်သွားကြရလေတော့သည်တို့ကြောင့်ထွန်းလွင်မှာရှင်နေရာဇဝင်သင်္ကန်းစာအတွက်ညွတ်မေနှင့်မိမိညမကလေးများဘလူးတွေ့ဒူးတွေ့တွေ့ကြရမည်အရေးကိုမြင်အောင်သေးကရှင်နေညနေကြောင်းစင်းလာလျင်မိတို့တော့စိတ်မချမ်းသာပွေရာတရင်များကြားရပါမည်လေဟု အသေးတထိတ်ထိတ်ဖြစ်မိလေ၏နောက်နောက်သောအခါတော်တွင်မူကား မိသူကမိသူပြောစီညွမေမှာခန္ဒီဝါထုံးနှလုံးမူသူကလေးဖြစ်ခဲ့သည်ကိုတတိဖြစ်၏ယခုနှင့်အဖို့လည်းမိမိညီမလေးများကမိမြဆိုးဝါးစွာပြုမူလိုက်ကြစေကမူတိခန့်ရှာမိဟုသာတင်ကြိုသိလျက်ထို့သို့ညွမေကတိခန့်ရသည့်အကြိမ်မောင်းများလေလီမိမိမှာညွမေအားအတုံအာနာဖြစ်ရလေလီ ညမေကလည်းမိမိကိုချစ်၍တနေ့ဇွနှစ်ယူပါတော့မည်ဟုစိတ်ပိုင်းဖြစ်မိသည့်တိုင်အပေါ့ဆိုသောညီမလေးများအတွက်စိတ်ပြတ်သွားစရာအကြောင်းသာ ရှိတော်သဖြင့်ညမေနှင့်မိမိတို့နီးရဖို့အရေးမှာနရွယ်နှင့်မျက်စိလုံးကြည်လီဝေးလေတဖြည်းဖြည်းနှင့်အဆွေးပွေစရာတို့ကြောင့်စိတ်မဖြောင့်နိုင်အောင် ရှိလေသည်ထွန်းလွင်စိတ်မအေးတကယ်တို့ပင်ညွမေမှာလဲရာဇဝင်သင်ငန်းစာပေးချိန်ရောက်သောအခါ စိတ်လေးလေးနှင့်ခြေလန်းနှေးကွေးစွာကြောင်ကန်းထဲသို့ဝင်လာခဲ့လေသည် အခါခတ်သိမ်းပင်မိမိ၏နာမည်ပြည့်ကြီးကြောင်းလောကကြီး၏ရက်ဆက်စွာရှုံချထားခြင်းခံခဲ့ရရှာသူဖြစ်သည့်အတွက်မြည်သူအပေါ်များထော်လောကန့်လန့်မရှိ ခံဘက်ကကြီးနေခဲ့ရသူဖြစ်သည့်အလျောက်ထိုနှစ်အဖို့မှလည်းခန္ဒီဝါထုံနှလုံးမှု၍လာခဲ့ခြင်းဖြစ်လေသည်ရာဇဝင်တင်ချိန်တွင်ခုနှစ်တန်းចောင်းသားတွင်သည် ရှစ်တန်းအခန်းသို့လာရောက်စုပေါင်းကကတောင်းကနင်းလက်ပံမင်းဇရဲအုပ်ကြသလိုစုညံနေကြစေဖြစ်လေ၏အခြားအတန်းဆရာသာဝင်လာလျင် မီးရေနှင့်တက်လိုက်သလိုငိန်သက်တိတ်ဆိတ်သွားကြမည်ဖြစ်တော်လေယနေ့ဝင်လာသောဆရာမအစ်မမိမိတို့မနစ်မြို့တော်ဆရာမကလေးညွတ်မင်ဖြစ်နေသောကြောင့်ပမာမထားမလေးစားကြပဲမိမိတို့အချင်းချင်းစကားလက်ဆုံးကြမြဲကြနေကြလေ၏ ဆရာဝင်လာပြီဟူသော အထိတ်အမှတ်ကိုလည်းမြေသူကမှမပြတောင်းသူအချင်းချင်းစာစကားပန်းစကားရုပ်ရှင်စကားတွေပြောနေမြဲပြောနေကြ၏ညွတ်မေသည်မိမိဝတ်တရားအတိုင်းအတန်းဆရာထိုင်သောဇပွဲကလထိုင်တွင်ခက်အေးအေးဝင်ထိုင်လိုက်လေ၏ထို့နောက်ရာဇဝင်လက်ချပေးတော်မူဟု ခေါင်းလောင်းကလေးနှင့်အချက်ပေးလိုက်လေ၏သို့သောကောင်မလေးတွေကဂယုမဆိုင်လှခေါင်းလန်းတန်ကြား၍စကားပြောရမှလှဲ့ကြည့်ပြီးနောက် မဲသူကမဲရွဲသူကရွဲမင်းငော့သူကငော့တချို့ကစကားပြောပင်မပြန်ထို့အထက်နောက်တန်းစီကမူဟီဟီဟု လောင်သူကလောင်လိုက်၍ကာနေကတော်ကလေးလာပြီဟုမကြတကြပြောလိုက်တယ်။ဆရာဝန်ကတော်ကြီးလည်းတရရှာရောဟုတော့ပြောတယ်။နာမည်ကျော်ကွာ နိုင်ငံကျော်ကွဲ့သူပဲသူပဲဟာဟာဟာစတော့အတန်များသည် ညွတ်မေအဖိုးနားမချမ်းသာစရာစိတ်ငါစိတ်ကပေါ်ပေါက်လာလေ၏ရှေ့တန်းဤနောက်ဒုတိယခုံနှန်းတွင်ထိုင်နေသူတဲတွင်ထွန်းလွင်ဤညမနှစ်ယောက်ဖြစ်သော ခင်မော်နှင့်ခင်တော်မှမိမိတို့ကိုယ်တိုင်ပြောကျင်လျက်မပြောတာပဲနေသောကြောင့်နောက်ကအတန်များကိုကျေနပ်စွာပြုံး၍နားထောင်နေကြလျက်တစ်ချက်တစ်ချက်မူကညွတ်မေဘက်သို့မျက်ဆောင်တစ်ချက်နှစ်ချက်ထိုးကရုပ်ကိုဝါဟု မကြတကြရေရွကြလေ၏ ညို့မေကအလုံးစုံမြင်ရ၏ကြားရ၏သူနှင့်မိမိကိုဆက်ဆုပ်ရွှရှာကြ၍ပြောကြသည် ဆိုကြသည်အထင်သေးကြသည်ဤသို့အထင်အမြင်သေးခြင်းဆက်ဆုပ်ယုံမုံအော့နှလုံးနာခြင်းခံရသည်မှာအကြောင်းမဲမဟုတ်မိမိဤစိုးဝါသော ကံကြမ္မာဖန်နှီးမှုကြောင့်မိမိကောင်းပေါ်တို့ဆူဆူရွရွရကြလာဘူးတော့တာဝန်တုတ်ကြီးကြောင့်သာဖြစ်ရသည်ဟုကလေးတွေကိုအပြစ်မယူတာ။ မိမိ၏အာကုတ္တကံကိုဝမ်းနည်းသည့်ထက်ဝမ်းနည်းလာမည်သဖြင့်ကြည်လင်ဝိုင်းဆက်သောမျက်လုံးကလေးမှာမျက်ရည်တွေရွှဲလှယ်လာရှာတော့၏တို့ရရင်ညွတ်မေသည့်တကောင်ကျွတ်တမျက်နာ ပရိယေတနာအရေးကလည်းခက်ခဲရှာသဖြင့်တိခံကမိမိဝတ်တရားကိုတေပွန်စွာယုံသွားရန်တာဝန်ရှိသည့်အတိုင်းကဲကဲဒီနေ့အစပြီးမင်းတို့အတန်းကိုဆ iam မလာရပြန်ပြီ။ လူချင်းမုန်းသည်ဖြစ်စေချစ်သည်ဖြစ်စေစာတင်သားနဲ့အတန်းပြဆရာဆိုတာပုဂ္ဂလဒိဋ္ဌံအစွဲမထားရဘူးနော်ဆရာမကလည်းမုန်းတဲ့တစ်ပက်ချစ်တဲ့တစ်ပက်မခွဲခြားပဲကိုတာဝန်ဝတ္တရားအတိုင်းတင် जा ပြသရမယ့်တာဝန်ရှိတယ်တပည့်များကလည်းမုန်းတဲ့ဆရာချစ်တဲ့ဆရာလို့မခွဲခြားပဲတင် जा သမျှကိုမှတ်သားကြဖို့တာဝန်ရှိတယ်ဒါကြောင့်ဆရာမဒီနေ့တင်မဲ့သင်ခန်းစာလေးကို တောင်းသူတောင်းသားတာဝန်ကျေပွန်အောင်မှတ်သားကြနော်ဟုဝမ်းနည်းတန်ကလေးနှင့်ပနာမခံလိုက်ပြီးနော်ဆက်လက်ကဆရာမဒီနေ့ပြောလိုတာကတော့တပည့်များအရေးတူနားထောင်မယ်ဆိုရင်ဟန်တာဝရီပကိုးရာဇဝင်မှာ ထင်ရှားတဲ့ဟန်တာဝရီစင်ပြူများရှင်မင်းတရားကြီးနဲ့သားတော်ငါးစုတရကအကြောင်းပြောဖို့စိတ်ကူးတယ်။ရာဇဝင်ထဲမှာကြပြအမော်စားဆိုတော်နှက်ရှင်တော်မင်းသားအကြောင်း ရုပ်စင်းအင်က အလွန်တရာလှပတင့်တယ်ရှာတဲ့ရာဇဓာတုကလျာမင်းသမီးအကြောင်းတွေနားထောင်လို့ကောင်းအောင်ပါဝင်လိုက်မယ်။ရာဇဓာတုကလျာမင်းသမီးကလေးကိုခုံမင်းနှစ်သက်ဆွဲလန်းတဲ့ရတတ်ကြောင့်အင်းရှိဇံမင်းသားကြီးအင်းညီပြည့်ရပုံအင်းရှိမိပြားဆင်ပြူရှင်မဲကို ရွှေတလင်စုံနဲ့ခိုက်မိပြီးသွေးစိမ့်ရှင်ရှင်ယိုစီးအောင်အင်းရှိကိုတော့အမျက်ကြီးလိုက်ပုံ အင်းရှိမိပြန်ဆင်မြူရှင်မယ်ရဲ့တွေးသက်ဆက်ကြောင့်အင်းဝါနဲ့တောင်ကူစစ်အလံထူခဲ့ရပုံ အကြောင်းတွေကလည်းရာဇဝင်သင်္ကန်းစာအတွက်ပြင်းစရာတသက်ကြီးမဟုတ်ဘူးဆိုတာသိရလိမ့်မယ်ဟုတိမ်မွေ့ညင်သာတော့အတန်ကလေးနှင့်ပြောလေ၏တို့ရာတွင်ဆီယမန်ညွတ်မေ၏အောက်ကျို့ချုံမော့တန်ကလေးများမှာမာကျော်သောចောင်းသူចောင်းသားများဤနာတွင်မဝင်နိုင်ပေအေးမဆိုင်လှသောအမှုအရာနှင့်ပြောကြင်ရာပြောနေသူ အချို့ကို၎င်း နောက်စီမှာမထီမဲ့မြင်ခက်မဆိတ်လုံနေကြသူတို့၎င်းဟေးအဲ့ဒီအင်းရှိမင်းသားဟာကာနယ်ဦးချစ်တောင်းတို့လူစားနဲ့တူတယ်ဟု၎င်းဒါပေမဲ့လို့ရာဇဓာတုကလျာမင်းသမီးကလေးကအိနေရှင်မှာဒုစီယာဟာလို့မဟုတ်ပါဘူးဟု၍သူတို့အချင်းချင်းပြောသလိုမကြတကြပြောတတ်များကိုကြားရလေ၏သို့တော်ညွတ်မေသည်အဆိုပါအပေါ့ဆိုးမှုတ်တန်တွေကိုပွေမြူပဲမိမိတာဝန်ဝတ်တရားအတိုင်း ဟန်တာဝရီရာဇဝင်ကိုစတင်ပြောလိမ့်ဤတရန်လုံးတိတ်ဆိတ်လျက်ရှိတော်လဲအတန်းသူတွေမှာရာဇဝင်အချောင်းကိုနားမထောင်ပဲကာတွန်းရုပ်ပြောင်ရေးသူကရေးနေဤတီတိုခေါင်းချင်းရိုက်သူကရိုက်နေဤကြားထိုးသူကထိုးနေဤဇုံမဖွက်သူကဖွက်နေဤတချင်းစာကူးသူကကူးနေဤညို့မေမှာမောယုံသာရှိနေဤဝမ်းလဲနေဤစိတ်လဲငယ်ဤနေရီတွေလဲလဲလာဤ ပြောနေသောအတန်ကလေးမှာ တုံရင်ကအဖြည်းဖြည်းငိုတန်ပါ၍လာသောကြောင့်ပျော်လန့်စရာစဉ်စကားကိုပင်ရှင်းနာခြင်းပြုလိုက်ရလေ၏မချီဝမ်းနေသောမျက်နာကလေးနှင့်ចောင်းသားတွေကိုစိုက်ကြည့်မိရင်အင်းမင်းတို့တွေဟာဆ ्याम ကိုတိတ်ပြီးအထင်သေးနေကြတာပဲနော်ပုပ်ကိုခင်မတရားမင်းနဲ့ဆိုတဲ့စကားလိုပဲဆ ्याम ကိုအထင်အမြင်သိနေကြတော့ဆ ्याम တင်ပြတဲ့သင်ခန်းစာကိုလည်းမလိုက်နာကျင်ကြဘူးပေါ့ ဒီတော့ဆ ਿਆ မမလည်းចောင်းကလကယူပြီးចောင်းသားတွေအပေါ်မှာတာဝန်မကျေရာကြနေပြီတာဝန်ကျေအောင်လေကုန်ခံပြီးရာဇဝင်အចောင်းတွေရှောက်ရွံ့နေပြန်ရင်လဲစိတ်မဝင်စားတဲ့မင်းတို့နားမှာညင်းငွေစရာကြီးတစ်ခုဖြစ်နေမှာပဲကွယ်သို့ပေတဲ့ဆ ਿਆ မဒီចောင်းမှာလုံနေသည်မြတ်မင်းတို့နဲ့ဆ ਿਆ မနဲ့ဟာမကင်းနိုင်တဲ့လူချင်းလိုဖြစ်နေတယ်။တခြားလူတွေကဆ ਿਆ မကိုမခေါ်ချင်ကြတာအရေးမကြီးပါဘူး။ မင်းတို့အထင်မှားပြီးအမုန်းပွားနေတာကဆရာမအဖို့အများကြီးအရေးကြီးတယ်။ဒီတော့မင်းတို့မငင်းဝေးလေအောင်မင်းတို့အထင်အမြင်သိနေတယ်မင်းတို့အပေါ်မှာဆရာသမားအဖြစ်နဲ့လာမနေတိုက်ဘူးထင်တဲ့ဆရာမရဲ့ကံစုံမှုမှအဖြစ်အပျက်တွေကို ပြောပြခြင်းနဲ့ဆရာမရဲ့အဖြစ်အပျက်တွေကို တပည့်များအစအဆုံးသိခံပြီးနားထောင်ကြဖို့နားထောင်ပြီးတဲ့အခါဆရာမအပေါ်မှာမင်းတို့အထင်အမြင်သိထိုင်မဲ့တေးတိုက် မုံတိုက်မမုံတိုက်မင်းတို့ရဲ့ကိုပိုင်ညာနဲ့ဆုံးဖြတ်ကြပြီတော့နော်အခုမင်းတို့ဟာဆ ्याम အကြောင်းဘာမှမသိကြဘူးလွန်ခဲ့တဲ့3လနှစ်လောက်ကသတင်းစာတွေထဲမှာပါရာဟူတာသိကြပြီးအယွန်ကြီးယွန်အမုံကြီးမုံနေကြတာပဲမဟုတ်လားဆ ्याम ဟာလီဒီအကြောင်းတွေကိုဘယ်တော့မှမဖြေရှင်းခဲ့ဘူးတတိုင်းတပြီလုံးစုပြီးမုံနေကြသမျှကောင်းငုံပြီးခံခဲ့တယ် ဖြည့်ရှင်းနေခြင်းနဲ့စိတ်လည်းမရှိဘူးဒီနေ့အခုအချိန်ရောက်မှမင်းတို့ကိုတော့တည်တင်တည်တိုက်တလောက်ပြုတ်ပြခြင်းနဲ့စိတ်ဖြစ်ပေါ်လာတယ်ဒါကြောင့်ပြောတော့မယ်နော်ဟုစတင်လိုက်လေခင်မော်နှင့်ခင်တော်အမှုရှိသောအကြောင်းသူများသည်ဆ iam မညွတ်မေအားစူးဆိုင်ငေးမောကြည့်နေမိကြလေ၏ထိုခဏတွင် နောက်စီမှဆ iam ဝန်ကနေဦးချစ်တော်အကြောင်းပါမလာဆ iam မ ဆရာဝန်ကတော့ခင်ခင်ကြီးသေးတဲ့အကြောင်းလဲပါမှာပေါ့နော်ဟုလှမ်း၍မေးလိုက်ကြပြန်၏အေးအေးပါမယ်ပါမယ်အားလုံးပါမယ်နားထောင်ကြနော်ဟုဆိုကမိမိဇက်ကွက်ကိုလေးလေးနက်နက်ပြောမိဟုဟန်ပြန်လိုက်လျင်ရခင်ကမထီမဲ့မြင်ပြုတ်လင်ကြတော့အတန်းသားတစုတို့သည်နေ့စဉ်နဲ့အမျှမိမိတို့ကအမနာပါပြောဆိုနေကြသောဆရာမညွတ်မေ၏ဇက်ကြောင်ကို ထက်လောင်း၍ကြာရပေအောင်တော်မည်ဟုစိတ်အားထက်သန်စွာနားထောင်နေကြသည်တွင်ဆီယမကလေးညွန်မေမှာဤတဲ့ချင်းအတန်းသားများဤစိတ်ဝင်စားလာမှုကိုအတော်ကလေးအားရကျေနပ်လာရကမိမိအဖြစ်ပြက်များကိုအစအဆုံးတစ်လုံးမကျန်ဟုံမှန်သည့်အတိုင်းအတိအကျဇက်လှန်လိုက်လေတည်းဟုတ်ကဲ့ပါရှင်ဆီယမတကုံခင်ခင်လေးရဲ့ဆီယမဆိုတဲ့ဝတ္ထုရှိကို ဒီနေရာမှာအပိုင်းတစ်အနေနဲ့ခဏလောက်ရန်နာခွင့်ပြုပါနော်။နောက်ထပ်အပိုင်းနှစ်မှာဆက်ပြီးတွေ့ကြမယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့သူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။